မြန်မာနိုင်ငံကလက်လီစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ချင်းငွေအခက်အခဲအပြင်မြေနေရာဈေးကြီးမြင့်မှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ဥထွန်းထွန်းသိမ်းသတင်းပေးပို့ထားပါတယ်ရှင်။တနင်္လာပိုင်းလက်လီရောင်းချတဲ့စီးပွားရေးသမားတွေအပြင်မီးရှို့ဖလာအရလက်လီရောင်းချတဲ့ဆိုင်တွေပါဒီခက်ခဲကိုရင်ဆိုင်နေကြတာပါ။လက်လီရောင်းဆိုင်တွေမှာရင်းနှီးမြှုပ်နှံမှုငွေကြေးအခက်အခဲဆိုင်ကန်းကကြီးမြင့်မှုအပြင် ကြောင်းကျန်လို့တာရှာပမှုပါရင်ဆိုင်နေကြရတာပါဟိုအခက်အခဲနေနဲ့ခုနငွေကြေးရင်းနှီးနေနှာရှိဖို့ခက်ခဲတယ်နောက်ဒီအခုဆိုရင်ဒီမြေနေရာတွေတိတ်ဆိတ်ကြီးတယ်ဆိုင်ကန်းနေရာဆိုင်ကန်းကတွေကြီးမြင့်လာတယ်ပေါ့နော်နောက်ရှင်ပြန်မှုတွေပုံများလာတဲ့အခါမှာဟိုပုံမှန်သွားနေပြီ မရတော့တဲ့အနေအထားမျိုးဖြစ်လာတယ်။ဒီပညာတွေတုံးဆွဲရမယ့်အနေအထားမျိုးတွေဖြစ်တယ်။ဒါပေမဲ့တကယ်တကယ်မှာလုပ်ငန်းသေးလေးတွေအနေနဲ့ဒီပညာကိုတုံးဆွဲနိုင်မှုကအရန်အားနည်းနေသေးတဲ့အနေအထားမှာရှိနေပါတယ်။နောက်တော့လူအရင်းမြစ်ပြပြမှုကလည်းဒီဘိုင်းမှာအတက်ပညာလက်လီဆိုတာလည်းဒါအတက်ပညာမျိုးဖြစ်ပါတယ်။အသိပညာမျိုးဖြစ်ပါတယ်ပေါ့နော်။ဆိုတော့ဒါကိုဟို professional အနေနဲ့ဒီအသိပညာအတက်ပညာတွေကိုဟိုတကယ်သင်ကြားပြီးတော့တက်မြောက်ပြီးတော့ တကယ် professional လို့လုပ်နေတဲ့ဟာလည်းအများအားနေနေသေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ကဟိုအဲ့လိုရင်ဆိုင်မှုတွေဒါရှိနေတဲ့အနေအထားဖြစ်ပါတယ်လက်လီရောင်းချလူတွေရင်ဆိုင်ကြုံတွေ့နေရနေတဲ့အခက်အခဲစိန်ခေါ်မှုတွေကိုဖြစ်ရှင်းပေးဖို့အတွက်အသင်းသားတွေရဲ့နှစ်ပတ်လည်တွေ့ဆုံပွဲကိုဩဂုတ်26ရက်နေ့ကရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်အဲ့ဒီတွေ့ဆုံပွဲမှာစီဝိုင်းပညာရှင်ဒေါက်တာအောင်ထွန်းတက်ကလက်လီရောင်းချလူတွေအနေနဲ့နိုင်ငံတကာနဲ့ရှင်ပြိုင်ပြီးတိုးတက်လာဖို့အတွက်အစိုးရအနေနဲ့ပူးပေါင်းကူညီဖို့လိုတယ်လို့ပြောကြားခဲ့ပါတယ်နံပါတ်1က အစိုးရဟာရေရမှုဖန်တီးပြီးမရေရရင်ဈေးဝယ်တဲ့လူကြောင်းတဲ့လူတို့ကရောက်တယ်။ဒါကြောင့်ကျွန်တော်နိုင်ငံတော်ဆိုအနေနဲ့နိုင်ငံကြီးလှုပ်ရှားမှုတွေရှိရင်ရက်ခတ်မှုတွေရှိရင်လူတွေမလုံးမယုံဒါကြောင့်ကျွန်တော်တို့ဆိုအနေနဲ့တည်ကြမှုရအောင်ဖန်တီးပေးဖို့လိုတဲ့နိုင်ငံတော်ဆိုအကူညီပေးဖို့လိုတဲ့နိုင်ငံတော်ဆိုအပေါင်းပြီးလုပ်မှရမယ်လို့ပထမပိုင်းအနေနဲ့ပြောချင်ပါတယ် မြန်မာနိုင်ငံနဲ့ညောင်းချလူများအသင်းကို2012ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီးအသင်းဝင်တွေအကျော်ရှိနေတယ်လို့လည်းသိရပါဗျ။ကျွန်တော်ထွန်းထွန်းသိပါတယ်။